ကဲဟုတ်ပြီသွားမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဝမ်းကျင်းပေါ့နော်ဝမ်းကျင်းတစ်လုံးတဲသွားတဲ့ site ကိုကျွန်တော်တို့ရွေးမယ်ဟုတ်ပြီနော်ရွေးမယ်ဆိုတော့ငါးငါးနှစ်သုံးလုံးပေါင်းပေါ့နော်ကျွန်တော်တို့ဒီငါးငါးနှစ်ငါးငါးနှစ်သုံးလုံးပေါင်းနှစ်ကို 88ဘူးဆိုတဲ့ရှစ်ထိန်ရဲ့လေးလုံးပေါင်းရလန်းလို့သူကပြတယ်ကျွန်တော်တို့အဲ့တော့သွားကြည့်မယ်99နဲ့3လုံးပေါင်းနှစ်ကိုဒီက8ထိန်နဲ့လေးလုံးပေါင်းချင်းကျွန်တော်အခုမှ3ညရလို့ဒါကျွန်တော်တို့3ညရဲ့ပါဝါ9လို့သူကပြတယ်1ချိန်လို့သူကပြပါတယ်တစ်ချက်ပါအဲ့တော့93ညကြီး3ညသည်1ချိန်40လို့ထွက်ခဲ့တာလားဒါဆိုရင်86နဲ့3လုံးပေါင်း6ကို40ဆိုတဲ့4ထိန်နဲ့ဒီ ကျွန်တော်တို့ဒီဘလောက်လဲ၃လုံး၄လုံးပေါင်းချင်း၃ညလို့ပဲရတာပါ။2 6 8၃လုံးပေါင်း6 4နဲ့ပေါင်းချင်း၃ညလို့ရခဲ့လို့ကျွန်တော်တို့ဒီ၃ညရဲ့ပါဝါဒီ၅ပါပဲ။အဲ့ဒါဆိုရင်သူက1ချင်းလားတင်း၅လို့ပြီးခဲ့ပါတယ်။ဗရိတ်6 5တလုံးလို့ပြီးခဲ့တာ။ဟုတ်ပြီနော်။ဒါအောင်ဆက်ကြည့်၃ညရဲ့၃ညရဲ့၃ညရဲ့၃ည၃လုံးပေါင်း၃ညကိုတင်း၅ကတစ်ထိန်နဲ့၄လုံးပေါင်းချင်း၁ရလို့ တက်ကဲပါဝါသည်6လို့သူကပေးတာလားတက်6ဆိုတဲ့ပါဝါတစ်စုံဝန်ချင်းသည်60နဲ့မှာကိုဗရိငါ6ကို6တလုံးအညီနဲ့ဗရိငါ69လို့ထွက်ခဲ့တာကိုတွေ့ရှိရပါတယ်ဒါဆိုရင်6တလုံးကြီးနဲ့ကစားတယ်9ရဲ့8က6ရဲ့3လုံးပေါင်းခြင်း9လို့ရလို့69ဟာ6ထိန်နဲ့4လုံးပေါင်းခြင်းသည်9လို့ရပါပါအဲ့တော့ကျွန်တော်တို့ဒီ9ရလို့9ရဲ့ပါဝါသည်3ညာလို့ပြီးခဲ့တာလား ဒါဆိုရင်ငါးတုံညာဒီ165 break 1နဲ့65ညီကိုညီကိုနဲ့ငါးတလုံးအညီနဲ့ငါးတုံညာဝန်းကျင်ကဆွဲခဲ့တာကိုတွေ့ရပါတယ်ဟုတ်ကဲ့မင်္ဂလာပါနော်ကဲအဲ့တော့ကျွန်တော်တို့ကြည့်9ရဲ့9ရဲ့3ရဲ့3လုံးပေါင်းခွန်လို့ပြရတယ်9 5 3 3လုံးပေါင်းချင်းခွန်လို့ရလို့65က6ထိပ်ဒါဆိုရင်3လုံးပေါင်း3ရလို့3ရဲ့ပါဝါသည်8လားဒါဆိုရင်38ဆိုတဲ့ဝန်ချင်းဒီဒီနေ့မနက်ခင်းမှာ ကစားပေးရမယ်လို့သူကပြောတယ်တစ်ချက်ပါအဲ့တော့သုံးရှင်းဝမ်းချင်းရခဲ့လို့နောက်ထပ်တစ်ခါကိုကျွန်တော်တို့ဆက်ကြည့်အောင်သူ့ကိုတွန်တွဲနေတာကတော့ငားရဲ့6ကဲနှလုံးပေါင်းခြင်း တစ်ကိုတုံညာဘူးဆိုတဲ့တုံညာအပိနဲ့ငား6တုံညာသုံးလုံးပေါင်းတစ်ရလို့တစ်ပါဝါဒီက6တင်းနှက်ခတ်ဒီကျွန်တော်တို့ရှစ်ပေါ့တစ်6ရှစ်ဆိုတဲ့သူကကီးလို့ပြတယ် တချောင်းရှိပြီးတင်ငားလို့ထွက်ခဲ့၃ညာ၅နဲ့အပြီးရှင်းနေပေါ့နောက်တစ်ခါမှာ၈၃ညာ၆သုံးလုံးပေါင်း၄လို့ပြလို့ဒါ၄လေးရဲ့ပါဝါဒီကို၄နှစ်ခတ်ကျွန်တော်တို့နှစ်ပေါ့၄၉၂နှစ်ဆိုတဲ့ပြီးတဲ့စုံနဲ့တချောင်းနဲ့69လို့အပြီးစင်တာလားဟုတ်ပြီ၃ညရဲ့ရှစ်ကေဒီ၃ရင်၃လုံးပေါင်း၁လို့ရလို့ကျွန်တော်တို့၁ပါဝါဒီ၆၁နှစ်ခတ်ဒီကျွန်တော်တို့၈ပေါ့တချောင်း၈ဆိုတဲ့ပြီးတဲ့စုံ င်း939ဆိုတဲ့ဂီတစုံ65လို့အပြီးစင်တာလားဒါဆိုရင်99နှလုံးပေါင်း3ညကိုဒီက9နဲ့ပေါင်းကြည့်900လို့9ရဲ့ပါဝါသည်3ည9နှာခတ်သည်ကျွန်တော်တို့3လို့ပြတယ်9 3ည3ဆိုတာလည်းကြီးပါပဲနော်ကိုမရရလို့အဲ့တော့2ဆိုင်လိုက်မှာပေါ့9 3ည3 3 8သည်1ချိန်ပေါ့ဒါတစ်ချက်ပေါ့သူအဲ့လိုဖြစ်ပြီးတဲ့အခါမှာ ျွန်တော်တို့ဆက်ပြီးတော့အကြည့်မနော်ဝမ်းချင်းရဆင်းနေတယ်ဝမ်းချင်းသူသည်38ဝမ်းချင်းငါးသုံးရသုံးသည်ပြီးပေါ့ဟုတ်ပြီဒါဆိုရင်အနီလိုင်းလေးနဲ့သွားကြည့်မယ်ရှားလေးကြည့်ပေးပါနော်ကျွန်တော်တို့ရွေးချယ်ရမှာဆက်ရမှာပေါ့အဲ့တော့ကျွန်တော်တို့ကြည့်မယ်ရှစ်ဘူးဟာရှစ်ထိတ်60စနဲ့6ထိတ်နဲ့ရှစ်ချောင်းနှလုံးပေါင်းခြင်း၄လို့ပြတယ်ဒါဆိုရင်ကျွန်တော်တို့၄ရဲ့ပါဝါဒီက6ပေါ့အဲ၄6ဆိုတဲ့အပံပေါ့ ဟုတ်ပြီ6လေး6ချောင်းနှလုံးပေါင်းလေး၄ရပါပါကိုဒီ၄ကိုဖြစ်ချင်းကြောင်85 9အပိတ်40ဆိုတဲ့၄ထိတ်လို့ဝင်တယ်ကျွန်တော်တို့9လေးနှလုံးပေါင်း9လို့ထည့်ခဲ့တာလားဒါဆိုရင်၄ရ3ညရနှလုံးပေါင်းချင်းက၄၄ထိတ်၄3ညအထိတ်နဲ့ထိတ်တူထိတ်မနက်ခင်းထိတ်ညနေခင်းထိတ်၄3ညနှလုံးပေါင်း၄ရလို့၄ရပါပါဒီကလည်းကျွန်တော်တို့9ပဲ အဲ့တော့လေးကိုလို့ဖြစ်လိုက်တာနဲ့ကျွန်တော်တို့ရှစ်ဘူးကရှစ်ပိတ်တင်ငါဆိုတဲ့တထိတ်စီလို့ဝင်ခဲ့လို့ရှစ်တင်နှလုံးပေါင်းချင်းကိုလို့ထည့်ခဲ့တာလားနော်အားလားဆုံးဟုတ်ပြီဆက်ကြည့်တင်ငါဆိုတဲ့တထိတ်80ကျောက်ကရှစ်ထိတ်တက်ကယ်ရှစ်ကယ်နှလုံးပေါင်းချင်း900လို့ကိုရဲ့ပါဝါဒီကလည်း၄ပါပဲဒါဆိုရင်လည်းကျွန်တော်တို့ကြည့်မယ်40ဆိုတဲ့၃ညာပိတ် 69ဆို6ထိတ်ဝင်နှလုံးပေါင်း6လို့ဖြစ်ကိုးလေးတံမထွက်ဘူးကိုးအပိတ်လို့ဝင်တယ်တုံညရဲ့ကိုးရဲ့နှလုံးပေါင်းချင်းကိုးလို့အပိတ်လိုက်မှာကိုးလို့ပြန်ထည့်ခဲ့တာဟုတ်ပြီကျွန်တော်တို့6ကင်5ရဲ့နှလုံးပေါင်း65နှလုံးပေါင်း1လို့ရလို့1ပါဝါဒီက6 1 6ဆိုတဲ့အပံကို15ဆိုတဲ့9အပိတ်65 6ထိတ်လို့ဝင်နှလုံးပေါင်းချင်း1လို့ပြန်ထည့်ခဲ့ဗျာ သူက16ထိတ်လို့ပြန်ဝင်ခဲ့တယ်။ဒီမာဒီအပိတ်လို့ပြန်ဝင်လို့သူဒီထိတ်လို့ပြန်ဝင်ခဲ့တယ်။ထိတ်ပဲလာလာအပိတ်ပဲလာလာဝမ်းချင်းအမကိုကျွန်တော်တို့ကကန်ဆောင်ရမှာပါ။အဲတော့ကြည့်မယ်65 6ထိတ်နဲ့တင်ငါးက1ထိတ်နှလုံးပေါင်း6တင်နှလုံးပေါင်းခွန်လို့ပြလိုက်တာနဲ့ခွန်ရဲ့ပါဝါက2ပေါ့။ကျွန်တော်တို့ခွန်နဲ့ဆိုတဲ့မှတ်သက်တစုံအတန်ဖြစ်ရမယ်ဆိုရင်ကိုးခံရှိတဲ့တဲ့ထိတ်တော်၎င်းကျွန်တော်တို့ဒီကအပိတ်တော်၎င်း ကျွန်တော်တို့ခွန်နှစ်ဆိုတဲ့မတ်တပ်ကန်ထွက်မယ်ကိုးခံရှိရင်ဘာဝန်ချင်းနှလုံးလုံးအမှုမှတွေအားလုံးကွန်မန်လေးဒီမှပြပါအားလုံးမင်္ဂလာပါနော်ကျွန်တော်ကိုကွန်မန်လေးတွေမှတ်ပေးပါဦးနော်အဲ့တော့ကျွန်တော်တို့ကဖြည့်ဆွတ်အောင်ကဝမ်းကြီးနှလုံးကအမှားပါနော်ဘယ်ဝမ်းကြီးနှလုံးကျွန်တော်တို့ဖြည့်ဆွတ်အောင်ပါလဲ နှလုံးပေါင်း၄၄ပါဝါကိုကိုဒီနှလုံးပေါင်း၄ကိုလို့ထည့်၄ထိတ်ဝင်နှလုံးပေါင်း၄၄ပါဝါကိုကိုဒီနှလုံးပေါင်းချင်းကိုလို့ပြန်ဖြစ်တစ်ထိတ်လို့ဝင်ရှိခံရှိလို့ဒါဆိုရင်၄တုံညာနှလုံးပေါင်း၄၄ပါဝါကိုကို၃ညာခံရှိတယ်ကိုအပိတ်လို့ဝင် ကိုအတန်လို့ထွက်ကျွန်တော်တို့ကိုအပိတ်လို့ဝင်ခဲ့တယ်တစ်ဖြစ်နှလုံးပေါင်းကိုကိုရဲ့ပါဝါ၄ကိုကျွန်တော်တို့ကို၄ကိုဒီနှလုံး၉လေးလို့ဖြစ်လိုက်တာ ਨੇ ၆၅နှလုံးပေါင်း၁၁ပါဝါ၆ကို၅ခံရှိတယ် 6ထိပ်လို့ဝင်နှလုံးပေါင်း1လို့ဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့6တင်နှလုံးပေါင်းခွန်ခွန်ရဲ့ပါဝါနှစ်ကို6ခန်းရှိတယ်ကျွန်တော်တို့ထိတ်တော့၎င်းအပိတ်တော့၎င်းနှစ်ခွန်သံထွက်ပေးရမယ်6ခန်းရှိတယ်ဆိုရင်ဝမ်းကျင်းနှလုံးသည်လာမယ်လို့ပြောတာပါဟုတ်ပါတယ်ကွန်မန့်လေးတွေမှတ်ပြီးလို့ကျေးဇူးပါ3ရှစ်ဒီဝမ်းကျင်းပေါ့နော်အဲ့တော့ကျွန်တော်ကိုမာရီအားလုံးကို ကျွန်တော်ထပ်ပြီးပြမယ်3ရှစ်ဒီအချိန်မှာ ုတ်ပြီနော်3ရှစ်ဒီအချင်းလူပြတယ်ကိုမလေးဒီအားလုံးပြန်ဒီဝမ်းမှန်ပြီဒီကိုမလေးရဲ့နော်အားလုံးနားလည်မယ်ထင်လို့မန်ခိုင်းတာချင်းဖြစ်ပါတယ်ကိုမလေးအားလုံးနားလည်အောင် ရှင်းအောင်ပေါ့နော်နားမလည်တာမူနားလည်လို့မရှင်းအောင်ပေါ့ချို့ကြတော့မရှင်းကြဘူးအဲ့လိုကြောင့်မို့လို့ပါနော်ဟုတ်ပြီနော်3ရှစ်ဝမ်းချင်းတော့ပေါ့လားမသိနော်ကျွန်တော်ကိုမလေး ုတ်ပြီနော်အဲ့38လို့ဖြစ်လိုက်တာ ਨੇ နောက်တစ်ခါကီးမှာကြည့်အကိုမတွေအားလုံးဒီတိုင်းပဲလက်တန်းပြင်မယ်ရှစ်ရှစ်နှလုံးပေါင်း6ကို3ရနေပေါင်းချင်းနော်ကဲအဲ့တော့ကျွန်တော်တို့ကောင်းပြီနော်53ရ3ကီး38 1ချင်း38 1ချင်း53 3ရ38ဆိုတာကီးဟုတ်ပြီနော်53ရ3ရ38ဆိုတာကီးနော်53 38ဆိုတာကီးအဲ့တော့ကျွန်တော်တို့က 38လားတဲ့ဘာကနန်းထွက်มาလဲဗျာ38လားမဟုတ်ဘူးညီကိုကြီးပြီးဆုံးနေအောင်ကြည်လေးငါညီတို့ရဲ့အခုမှဝင်လာတော့ငါညီတို့ဘယ်တိမတော့ညီတို့ကနော်ဘယ်တိမတော့အရင်အစတွေကလိုက်ကြည့်တဲ့လူကနားလေတယ်လीကျွန်တော်ဝမ်းကြီးနေပြနေတာပါနော်38အချင်း38အချင်း38လို့ဖြစ်လိုက်တာနဲ့အဲ38တို့ဖြစ်ပြီ38ဝမ်းချင်း38ဝမ်းချင်း93ညာ3ခီးဆိုတာရှိလို့38ဝမ်းချင်းကိုအမလုံးမိုင်တစ်လုံးအနေနဲ့ကောက်မယ်ဆိုရင်3တစ်လုံးကိုကျွန်တော်ရွေးမယ် 3အထိ3အထိ3အထိနဲ့3တလုံးလေးနဲ့ကျွန်တော်ကင်ပြီးမှကျန်တာထွက်တာကကိုเจ้าနဲ့ကိုပဲ9338ကပါဖြစ်တယ်ယူရမှာလားခင်ဗျဟုတ်ကဲ့ဖြစ်နိုင်ရင်9338ကဂီဒီမနက်ထိမယ်ပေါ့နော်ကဲအဲ့တော့ပရိလန်းကျော်သွားမယ်နော်ပရိလန်းကျော်ပရိလန်းကျော်လေးသွားကြည့်မယ်နော်ကြည့်ကျွန်တော်တို့ ီရှစ်ကဲဒီရှစ်ကဲနှလုံးပေါင်းချင်း6အဲ6ကိုဒီက3ညနဲ့ရှစ်ရှစ်3ညသုံးလုံးပေါင်း6လို့ဖြစ်လိုက်တာနဲ့6ပါဝါတက်6နှစ်ခတ်9သူဒီ6တက်9ဒီ break ဒါထွက်လေ6တက်9ရှစ်ရှစ်3ညသုံးလုံးပေါင်းချင်း6 6ပါဝါတက်6နှစ်ကကို6တက်ကိုဗရိတ်ပါထွက်လဲဒီမှာကြည့်6ဗရိတ်เนาะဒီ6ထွက်ထွက်ကြည့် ရှစ်တုံညာနှလုံးပေါင်းခြင်း ရှစ်ကိုဒီက9နဲ့ပေါင်းခြင်းသုံးလို့ရတယ်။ဒါဆိုရင်3ရဲ့ပါဝါရှစ်3ရဲ့နက်ခတ်ဒီ9 3 5ဆိုတဲ့ break ဘာထွက်လဲ60နဲ့မှာ9ဘာထွက်လဲ9 break အဲ့တော့ထက်ကြည့်၄၄၅နှလုံးပေါင်း9ကိုဒီက9နဲ့ပေါင်းခြင်း8 8လို့ရလိုက်တာနဲ့ကျွန်တော်တို့ရှစ်ပါဝါဒီက3 8နက်ခတ်ဒီ1 8 3 4ဆိုတဲ့ break 65 dividend လို့ထွက်တယ်ဟုတ်ပြီနော်အဲ့တော့ကြည့်ကျွန်တော်တို့ကိုယ့်ရဲ့တစ်ကယ်နှလုံးပေါင်းချင်း3ည3ညကိုတဲ့ကျွန်တော်တို့ဒီက9နဲ့ပေါင်းချင်း9ရပြီ9ပါဝါသည်3ည9နှစ်ခတ်သည်3 9 3ည3ဘရိတ်ရှင်းလား9 3ည3ဘရိတ်လို့သူကရတာ အဲ့တော့38ကို933ပရိတ်နဲ့ပဲကတ်ကြည့်မယ်လीရှင်းလားမသိဘူးเนาะငါးကြိုက်တော့လဲမတတ်နိုင်ကြိုက်ပေါ့အကူမလေးအဲ့တော့အကူမလေးအားလုံးကိုเนาะကြီးရတော့အကူမလေးအားလုံးသိရနိုင်မယ်38ဝန်းကျင်3ဒီတော့ရှင်းမယ်ပေါ့เนาะဒါဒီမိန်ကနန်းပေါ့အကူမလေးရေဟုတ်ပြီเนาะကျွန်တော်အကူမလေးကိုကျွန်တော်ပြချင်တယ်ဗျတခါတည်း အဲ့ brake ကထိုးသင့်လားမထိုးသင့်လားဆိုတာကျွန်တော်ပြပေးမယ်ဟုတ်ပြီနော်အဲ့ brake ကထိုးသင့်လားမထိုးသင့်လားကျွန်တော်ပြပေးမယ်ခဏလေးဒီမှာကြည့်ကျွန်တော်တို့တဲ့5တရှိဆို85ကစအာဒီမှာအပေါ်ဒီပင်လိုပဲပြတာဟုတ်ပင်ရှည်ဆိုင်ရှိတယ်ဒီမှာကြည့်ပင်ရှည်ဆိုင်ကျွန်တော်ပြမယ် နော်တခြားလေးကြည့်ပြီးမနော်ကျွန်တော်ဆွဲထားဆိုင်တယ်တင်ငါနှလုံးပေါင်း6 6တဲ့6တဲ့6ဆိုတဲ့ကီးတစုံအတန်ကိုတဲ့ရှစ်ရှစ်နှလုံးပေါင်း6လို့ဖြစ်တယ်ရှစ်လို့ဝင်တယ်ရှစ်6နှလုံးပေါင်း4 4 6 2ကြောင့်ကျွန်တော်တို့5လေးနှလုံးပေါင်း6လို့ဖြစ်တယ်ဟုတ်ပြီနော်5 3ညနှလုံးပေါင်းချင်း5 5 3ညာ3ကြောင့်ရှင်5ခွာပေါင်းနှလုံးပေါင်း3လို့မှတ်မိတယ် ရှစ်ရှစ်နှလုံးပေါင်း6 6 9ဆိုတဲ့ကီတုံလုံးမတ်တပ်အတန်းကြောင့်တုံညာရဲ့တရား6ဝင်နှလုံးပေါင်း6လို့ပြန်ထည့်တုံညာ9နှလုံးပေါင်းချင်း9ကြောင့်ငါတုံညာ3လို့သူအတန်းထွက်ရမှာဒီရ9နဲ့ငါတုံညာ3တန်းထွက်တော့65 9ပိတ်လို့ဝင်ငါ9နှလုံးပေါင်းတုံညာလို့တန်းထွက်တယ်ငါ1နှလုံးပေါင်းချင်း6 6ပါဝါဒီ6နှက်ခတ်ဒီ9 6 1 9အတန်းဖြစ်ဖို့အတွက်ဒီဟာ9နဲ့ ဒီမနာကင်းထွက်မဲ့ကီ၃လုံးဒီ6တက်ကိုအတန်ထွက်ရမှာဆိုရင်ခွန်နဲ့၃ညဒီကီခွန်နဲ့၃ညကီဟုတ်ပြီနော်အဲ့တော့ခွန်နဲ့၃ညကီရှင်းလားအဲ့တော့ခွန်နဲ့၃ညကီရှိတယ်ပရိတ်ဒီ9ညသုံးပရိတ်နော်9ညသုံးပရိတ်ဟုတ်ပြီနော်9 3ညာ 3ဆိုတာ break အဲ့တော့ခုနှစ်သုံးညာကြီးရလဲရှိတော့ break နဲ့ long bind နဲ့ quality ဖြစ်နေ။ဟောအဲ့တော့ main ငနဲ့အနေနဲ့က3ပေါ့30နဲ့မှ2 5 break ကျွန်တော်တို့30နဲ့မှ 30ပေါ့3ပရိတ်5ပရိတ်3ပရိတ်3ညာပရိတ်30နဲ့မှခေါ်ပေါ့ဟုတ်ပြီနော်ဒါလားအားပါ3ကွက်ထဲပဲထိုးကျင်တော့ကိုမတွေဒီကနေ3ကွက်ပဲထိုးကြီးနော်3ကွက်ထဲထိုးကျင်တော့ကိုမတွေအဲ့ကနေ3ကွက်ပဲထိုးဒါရန်ကျင်တော့မပြောတတ်ဘူးပေါ့နော်ဒါရန်ကျင်တော့ကိုမတွေတို့ကနေအများကြီးလည်းကျွန်တော်မပေးကျင်ဘူး ရန်ဆိုတဲ့စကားမထဲဘူးပြဒုပဲထဲလိုက်မယ်နော်ဒုကို9 3ဆိုတော့ကျွန်တော်တို့80နဲ့မှာခွန်ပေါ့နော်80နဲ့ပေါ့ဟုတ်ပြီတော့9ဗရိတ်3ညာဗရိတ်3ဗရိတ်85ပေါ့ ဟုတ်ပြီနော်ဒီကောင်းကတော့ဒူကြိုက်ကျင်တော့ထဲထိုးမကြိုက်ကျင်တော့မထူးနဲ့ကျွန်တော်ကဒီကနေ၃ကွက်ပဲကျွန်တော်ရွေးတာနော်ဒီကနေ၃ကွက်ပဲရွေးတာနော်ကျွန်တော်ကအကြိုက်ဆုံးကိုပြောတာကျွန်တော်အကြိုက်ဆုံးကိုပြောပါဆိုဒီကနေ၃ကွက်ပဲရှိတယ်ဒီကောင်းလည်းမကြိုက်ဘူးလားအရင်လောက်ပေါ့ထဲပေါ့ဒူကနန်းလောက်တော့ထဲပေါ့ကြိုက်နှစ်သက်နော်အဲ့လားလေးကိုကြိုက်နှစ်သက်မယ်လို့ကျွန်တော်ကတော့ထင်းနေဒီအဲ့တော့ကိုမကြီးအလုံး၃ရှင်ဝမ်းကြီးနော်၃ပိုင်းကိုကြိုက်တယ် ဒါကိုမကြီးအားလုံးကိုပြောထားတဲ့အတိုင်းပဲအခွေရမထွက်သေးဘူးတရက်မထွက်သေးဘူးနောက်မှလာယူရဲလို့ကတော့ပူအခွင့်ရေးကောင်းတယ်ပေါ့နော်စူဘူးအခွေရေးမထွက်သေးဘူးတုံညာကို255တုံညာနဲ့3.1ပါပဲကိုမကြီးပတ်ဆံပေးကြရမလို့ဘူးကြိုပေးကြရလည်းမလို့ဘူးပောက်ပေးလည်းတောင်းနေတယ်လို့မဟုတ်ဘူးစေတနာရှိလို့တကယ်လိုချင်လာယူပေးမယ်ပေါ့ရင်ကိုကကိုစေတနာရှိရင်ကန်ဆက်မဟုတ်ဘူးပေးခြင်းတည်းစေတနာရှိရင်ပေးမရှိရင်မပေးနဲ့လာယူရိုးရိုးဖုန်းမဆက်မှလာယူဟုတ်ပြီနော်ရိုးရိုး ဖုံးမဲ့စင်မှာလာယူပါနော်စူဘူးအခွေလိုချင်ပြောတာမလိုချင်မယူနော်နေ့တိုင်းမပေးဘူးနော်နေ့တိုင်းကကျွန်တော်လိုင်းပေါ်မှာပဲဖရီးပေးတာနော်အားလုံးကိုအလကားပေးတာပေါက်လေတပြားမှာပေးစရာမလိုဘူးဟုတ်ပြီနော်32 30 39မင်္ဂနာ3ခွက်ကိုပဲကြိုက်တယ်ဒီကဏ္ဍကဒူကဏ္ဍအနေနဲ့ဆော့ခြင်းလဲဆော့မဆော့ဘူးများတယ်ဆိုရင်ဒီ3ခွက်ပဲထိုးเนาะကျွန်တော်ဒီ3ခွက်ပဲပေးတယ်ကြိုက်တယ်ပေါ့ ုံးခွန်ကြိုက်တယ်အခုဟုတ်ပြီသုံးခွန်ဒါပေမဲ့တော့အကူမတွေကလို့30ခွန်ထွက်လို့လေရတယ်လို့30နဲ့30ကမထားခဲ့တဲ့3နှစ်နဲ့30မထားခဲ့တဲ့ဒီ3ခွက်သလုံးထိုး3ခွက်သလုံးထိုးနော်ကိုမလေး3ခွက်သလုံးထိုးခွန်နဲ့3ညဆိုတော့ကီးရလဲရှိတယ်9ညသုံးဘရိတ်ကလည်းရှိတယ်3ရှင်ဝမ်းကျင်လည်းရှိတော့ဘရိတ်ကကျွန်တော်လုံးပိုင်တွေရောကီးတွေရောကိုက်နေတဲ့အတွက်ကြောင့်မလို့ထိုးပြောတယ် သုံးမျိုးသုံးလားဆိုင်လို့ထိုးပြောတယ်လို့ပြောတာဒီလိုဆိုင်ဖို့ကတော့ရှားတယ်ပေါ့နော်အဲ့တော့ပြီးရင်ယူမယ်မပြီးရင်တော့မယူဘူးပေါ့ကဏ္ဍများတဲ့ထင်သုံးကတဲ့ထိုးနော်ဒူကဏ္ဍအနေနဲ့ဆော့ကျင်နေဆိုရင်ရှစ်ခုရှစ်နှစ်ရှင်ငါတို့ထဲထိုးဟုတ်ပြီလားအစင်ပြအောင်လို့ကိုယ့်ဘာကိုကြည့်လို့ဥပစံကိုချိန်လို့ပေါ့နော်ကြည့်အဲ့တော့အခွေလိုက်ချိန်နဲ့ကျွန်တော်ကိုမှရှိတယ်တချို့မမ်မာတွေဝင်ရတယ်ပေါ့အဖွဲ့ဝင်တွေဂျိုးဝင်မှအခွေတွေပြီးတယ်မွေးကဏ္ဍနေပြီးတယ်နော်အဲ့လိုမရှိဘူး ပတ်စံလည်းပေးကြရမလို့ဘူးကြိုးပေးကြရလည်းမလို့ဘူးစေတနာရှိရင်ပေးအခွေထွက်သွားရင်စေတနာမရှိရင်မပေးနဲ့ဖုန်းမဆင်မှာလာယူဗျာကိုမလေးအားလုံးရိုးရိုးဖုန်းမဆင်မှာစူဘူးအခွေလိုချင်ရင်တကယ်လိုက်မယ်ဆိုရင်လာယူတပတ်စာအခွေပါနော်ပြောထားတယ်စူဘူးအခွေသည်တပတ်စာအခွေမွေးရမှာပါတရားရဂိုင်းတော့ထွက်ပါမယ်စိုက်နှစ်တက်မှာလာယူပါလို့ကျွန်တော်ပဲဒီကပဲအဲ့လိုပဲပြောပါမယ်နော်ထွက်တာတော့တရားရဂိုင်းတော့ချိန်ပြီးထွက်ပါမယ် ကဲအဲ့တော့ကန်ကောင်းကြပါသည်33နှစ်3ခွန်မင်းကနန်းဒါကတော့ကိုလောဘနဲ့ကိုအကူမနေနော်အဆင်ပြေလို့ထူကြပေါ့ကဲအားလုံးကျွန်တော်ရဲ့ like လေးကိုတင်မယ်နော်အားလုံးအဆင်ပြေကြပါသည်